ီယန်ရဲ့တင်ဒနာကိုနတ်တော်ဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီဆွားပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့ညမှာတက္ကရာ1386ခုနှစ်တပေါင်းလာဆန်17ရက်နေ့2025ခုနှစ်မတ်လ9ရက်နေ့ CNA ရဲ့တင်ဒါအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ နေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့တောင်ကုန်းနယ်ရဲ့တန်တွဲမှာအော်ရခတ်တော်ကခိုးမှုတွေကိုမနိုင်နိုင်နိုင်သေးဘူးလို့ပြောဆိုတဲ့သတင်း၊ရခိုင်ကစစ်ကောင်စီထိန်းချုပ်ထားစေမြို့သုံးမြို့မှာတက္ကသိုလ်ဝင်ခွင့်စမေးပွဲလာရောက်ဖြေဆိုဖို့အတင်းခေါ်တာရှိနေတယ်ဆိုတဲ့ရခိုင်ပြည်တွင်းကထူးခြားတဲ့သတင်းတွေအပြင်မြန်မာပြည်တွင်းသတင်းအနေနဲ့အာနာသိမ့်မီနောက်ပိုင်းမှာအမျိုးသမီး84ဦးကိုတေဒန်နဲ့တသက်တကြုံထောင်ဒဏ်ချမှတ်ခံထားရတယ်ဆိုတဲ့သတင်းအပြင်တခြားထူးခြားတဲ့သတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်။ တောင်ကုန်းရဲ့တန်တွဲမှာအာရခတတော်ကခိုးမှုတွေကိုမနိုင်နိုင်နိုင်သေးဘူးဆိုတဲ့တဲ့ရင်ကိုနားဆင်ရမှာပါအာရခတတော်ကအပြည့်သက်သိမ့်ပိုက်ထားပြီးဖြစ်တဲ့တောင်ကုန်းရဲ့တန်တွဲမြို့တွေမှာရှိတဲ့စပေးဆောင်ပြည်သူတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူမှုတွေကိုလက်ရှိအချိန်ထိအာရခတတော်ကမနိုင်နိုင်သေးဘူးလို့ဒေသခံတွေကဆိုကြပါတယ်အာရခတတော်ဟာတောင်ကုန်းရဲ့တန်တွဲမြို့တွေကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကတည်းကပင် အပြည့်သက်သိမ့်ပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်အိမ်နောက်မြို့ပေါ်ရွက်ကွက်ကနေအိမ်တွေနဲ့ကြေးရွာအတွင်းကစပေးဆောင်ထွက်ခွာသွားရတဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်အပါအဝင် ဖုံးတော်ကြီးကျောင်းအတွင်းမှာရှိနေတဲ့ပစ္စည်းတွေနဲ့နေအိမ်အတွင်းမှာရှိနေတဲ့အိုးခွက်ပကန်းထိုင်ကုန်းအိမ်တကာစတဲ့အရာတွေပါမကြမ်းဖောက်ထွင်းခိုးယူခံရတာတွေရှိနေတာပါဒါပေမဲ့ဒီလိုပြည်သူတွေရဲ့နေအိမ်တွေကိုဇက်တိုက် ဖောက်ထွင်းခိုးယူမှုကိုလက်ရှိအချိန်ထိအာရခတတော်ကဖမ်းဆီးနိုင်နေတာတွေမလုံဆောင်နိုင်သေးသလို အဲ့ဒီခိုးယူထားတဲ့ပစ္စည်းတွေကိုလည်းနေစဉ်နဲ့အမျှကားတွေနဲ့ပြောင်းရှိတာတွေရှိနေစေဖြစ်တယ်လို့ဆိုပါတယ်။အဲ့လိုပဲတောင်ကုန်းမြို့တစ်ခုလုံးကနေအိမ်တွေမှာလည်းအိုးခွပကံတွေနဲ့အိမ်ငကားတွေကအစာဖြုတ်ကာခိုးယူတာတွေရှိနေပြီးဒေခိုးမှုတွေအကုန်လုံးဟာအာရခတတော်ကမြို့တစ်ခုလုံးကိုထိန်းချုပ်ပြီးနောက်မှာမှခိုးယူခံရတာဖြစ်တယ်လို့လည်းဆိုပါတယ်။ မြို့ရင်းမှာစစ်ကောင်စီတပ်သားတွေရှိနေစဉ်ကလည်းစစ်ကောင်စီတပ်သားတွေကအရသာပြည်သူတွေပိုင်ဆိုင်တဲ့နေအတွင်းကကွန်ပျူတာဖုန်းနဲ့တေယူရလဲတဲ့ရွှေနဲ့ငွေတွေကိုခိုးယူခဲ့တာတွေရှိခဲ့ပေမဲ့စစ်ကောင်စီတပ်တွေကင်းစင်သွားပြီးနောက်ပိုင်းမှာတော့မြို့ပေါ်ရက်ကွက်နေတွေကနေအိမ်တကားဥက္ခပကံနဲ့မှုရာတွေကအစခိုးယူခံရတာတွေရှိနေတာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုမျိုးအာရုံခတ်တော်လက်ထဲမှာရှိနေချိန်မှာပြည်သူတွေမှာကြံရှိနေခဲ့တဲ့အိမ်တွင်းပစ္စည်းတွေဟာလုံခြုံမှုမရှိဘဲပျောက်ဆုံးနေရတဲ့အပေါ်မှာ ဒေသခံတွေအနေနဲ့အထူးစိတ်မကောင်းဖြစ်ရတယ်လို့လည်းဒေသခံတွေကဆိုကြပါဗါးအခုလို ဖြစ်ပျက်နေတာတွေကိုအာရခတတော်ရဲ့နေမြေခံတွေအနေနဲ့မြင်တွေ့တာတွေရှိနေပေမဲ့မမြင်မျက်ကွယ်ပြုတ်ကဖြည့်ရှင်းမပေးတာတွေရှိနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အာရခတတော်နဲ့နှီးဆက်တဲ့တန်တွဲမြုပ်ခံဦးကတော့လက်ရှိတန်တွဲတောင်ကုတ်ခိုးယူမှုတွေမှာ ဖမ်းဆီးရမိထားတဲ့သခိုးတွေရှိနေပေမဲ့အဲ့သခိုးတွေကိုခိုးယူဖို့အတွက်ညွန်ကြားတဲ့သူကိုမဖမ်းဆီးနိုင်သေးတာကြောင့်အခုချိန်ထိခိုးယူမှုတွေကဆက်ရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုလက်ရှိအချိန်ထိခိုးယူမှုတွေဖြစ်ပွားနေရတဲ့အထက်မှာဒေသအတွင်းမှာရှိနေတဲ့နေမြေခံတာဝန်တချို့နဲ့ဆက်ဆံမှုရှိနေတဲ့အတွက်ဒီဖြစ်ရပ်ကိုအာရခတ်တော်ရဲ့အကြီးပန်းတွေအနေနဲ့တေချာကင်တွယ်ဖြေရှင်းတာတွေကိုလှုံ့ဆော်ပေးဖို့လိုအပ်နေတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်။လက်ရှိတန်ရင်းနဲ့တောင်ကုန်းမြို့တွေမှာတော့အာရခတ်တော်ကဒေသခံအပြည်သူတချို့ကိုတော့နေရပြန်လဲဝယ်ခွင့်ပြုကာ နေထိုင်ခွင့်ပေးတာတွေရှိနေပြီလဲဖြစ်ပါတယ်ခင်ဗျာ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ဂျကန်ကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တော်မြို့မှာတက္ကသိုလ်ဝင်ခွင့်ဆမွေးပွဲလာရောက်ဖြစ်ဆိုဖို့အတင်းခေါ်တာရှိနေတယ်ဆိုတဲ့သတင်းကိုနားဆင်ရမှာပါစစ်ကောင်စီနဲ့အာရခတတော်တို့တိုက်ပွဲတွေပြင်းထန်ဖြစ်နေတဲ့စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ဂျကန်ကမြို့နယ်၃ခုမှာတက္ကသိုလ်ဝင်ခွင့်ဆမွေးပွဲကိုလာရောက်ဖြေဆိုကြဖို့ကျောင်းသူကျောင်းသားတွေနဲ့ကျောင်းသားမိဘတွေကိုဖိအားပေးပြောဆိုနေကြတယ်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့လိုဆမွေးပွဲဖြေဆိုဖို့အတွက်အတင်းဖိအားပေးခံရတဲ့မြို့တွေကတော့အာရခတတော်ကတင်ပိုက်ဖို့ကြံနေသေးတဲ့ စစ်တွေကြောက်ဖြူနယ်မန်အောင်မြို့တွေဖြစ်ကြပြီးလက်ရှိမှာစစ်ကောင်စီနဲ့အာရခတော်တို့ဟာကြောက်ဖြူနယ်စစ်တွေမြို့တွေမှာ နေ့စဉ်နှစ်ဖက်ပြစ်ခတ်တခိုက်တာတွေရှိနေကြတာလည်းဖြစ်ပါတယ်။မန်အောင်မြို့နယ်အတွင်းမှာစစ်ကောင်စီနဲ့အာရုခတတော်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စစ်ကောင်စီကစစ်အင်အားဖြစ်တဲ့နာစစ်ရေးအထွတ်ဇက်တိုက်ပြင်ဆင်တာရှိနေပါတယ်။အဲဒီလိုစစ်ရေးအထွတ်ပြင်ဆင်နေချိန်မှာတော့ပြီးခဲ့တဲ့မတ်လ၁ရက်နေ့မှာမန်အောင်မြို့နယ်အတွင်းကစစ်ကောင်စီရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ကចောင်းသားမိဘတွေကိုအစည်းအဝေးခေါ်ယူကစမဲပွဲကိုမဖြစ်မနေလာရောက်ဖြေဆိုရမယ်ဆိုပြီးပြောဆိုထားတာတွေရှိနေတယ်လို့မန်အောင်မြို့ပေါ်ရက်ွက်ကចောင်းသားမိဘတို့က CNA ကိုပြောပါတယ်။လက်ရှိမှာတော့ ကျောင်းသားမိဘတွေအနေနဲ့ကိုသားသမီးတွေကိုစမဲပွဲဖြေဆိုနိုင်ဖို့အတွက်လွတ်တင်မလွတ်တင်ဆိုတာကိုစဉ်းစားနေကြတော့ဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကတော့ဒီနေ့တက္ကသိုလ်ဝင်ခွဲစမဲပွဲဖြေဆိုဖို့အတွက်သူတို့ထိန်းချုပ်ထားစေစစ်တွေမှန်အောင်နဲ့ကြောက်ဖြူမျိုးတွေမှာတက္ကသိုလ်ဝင်ခွဲအတွက်ကျောင်းတွင်းကဖြေဆိုဖို့တင်ထားသူဥယေ1492ဦးကျောင်းမြင့်ကနေဖြေဆိုဖို့အတွက်ရှောက်လွာတင်ထားသူဥယေ605ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်စစ်တွေမျိုးဒေသခံတူကတော့အခုလိုနှစ်ဖက်စစ်ရေးဖြစ်နေချိန်မှာစစ်ကောင်စီကပြုကလုတ် တဲ့တက္ကသိုလ်ဝင်ခွေဆမွေးပွဲကိုဖြေဆိုမဲ့ကျောင်းသားတွေရှိမှမဟုတ်သလိုတနေ့ပတ်လုံးကျောင်းတင်ခန်းစာကိုစုံခန်းတိုင်အောင်သင်ကြားဖို့မရှိတဲ့အတွက်လည်းဖြေဆိုမဲ့စာတွေရှိမှမဟုတ်ဘူးလို့ဆိုပါတယ်စကောက်စီကတော့ဒီနေ့2024 2025ခုနှစ်ဆမွေးပွဲကိုအခုလာမယ့် match လ18ရက်နေ့မှာစစ်တွေမြို့မှာစာစစ်ဌာန၄ခုကျောက်ဖြူမြို့မှာစာစစ်ဌာန၂ခုနဲ့မန်အောင်မြို့မှာစာစစ်ဌာန၂ခုဖွင့်လှစ်ကကျင်းပနိုင်ဖို့အတွက်ပြင်ဆင်ထားတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ ီခေါင်းနားဆင်ရမှာကတော့မြန်မာပြည်ရင်းဘက်ကဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးနားဆင်ကြရမှာဖြစ်ပါတယ်မြန်မာပြည်ရင်းသတင်းတွေနဲ့နားဆင်ရမှာကတော့အာနာသိပြီးနောက်ပိုင်းမှာအမျိုးသမီး84ဦးကိုစစ်ကောင်စီကတေတံနဲ့တသက်တကြွန်ထောင်နဲ့ချမှတ်တာခံထားရတယ်ဆိုတဲ့သတင်းပါအာနာသိပြီးနောက်ပိုင်း2021ခုနှစ်ကနေ2025ခုနှစ်အထိစစ်ကောင်စီကအမျိုးသမီး84ဦးကိုတသက်တကြွန်ထောင်နဲ့တေတံပေးခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်လာပါတယ်ဒီထုတ်ပြန်ချက်ကို NUG အစိုးရကမတ်လ10ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာထုတ်ပြန် ပြန်ပြောဆိုလာခဲ့တာပါမြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီက2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လန်ကြီးမှာအကြံဖတ်စစ်တပ်ကလူမဆန်စွာဖမ်းဆီးချုပ်နှောင်အကျဉ်းချခံထားရသူတွေထဲမှာအရွယ်ရောက်ပြီးအမျိုးသမီး9952ဦးရှိခဲ့ပြီးအဲတဲကလက်ရှိအချိန်ထိဖမ်းဆီးခံရဆဲအမျိုးသမီးတွေထဲက2329ဦးကိုလည်းစစ်ကောင်စီကပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ဆိုပါတယ်။အဲလိုပြစ်ဒဏ်ချမှတ်ခံထားရသူတွေထဲကအမျိုးသမီး16ဦးကိုတေဒဏ်ချမှတ်ခံထားရပြီးထောင်နဲ့တသက်တကြုံချမှတ်ခံရသူ58ဦးပါဝင်ခဲ့ပြီးမြေဦးတော်လန်ရေးကာလထဲမှာကြာဆုံးသွားတဲ့အမျိုးသမီးဥယေဟာ1965 5ဦးရှိခဲ့ပြီးဒီအရေအတွက်ဟာຫນွေဦးဒေါ်လာရဲ့အတွင်မှာအမျိုးသမီးတွေအနေနဲ့ပါဝင်ကအနစ်နာခံပေးဆက်မှုတွေကိုမျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်မလာရှီးယားနိုင်ငံမှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေကိုကမ္ဘာသမိုင်းတွင်သာမကမြန်မာသမိုင်းဆက်ဆက်နိုင်ငံရေးအရေးတိုင်းမှာအမျိုးသမီးတွေပါဝင်မှုအားထုတ်မှုတွေရှိခဲ့တဲ့အတော့ဂုံယူဖွဲ့နဲ့ကျင်းပရတာအဓိကအကြောင်းရင်းခံဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်အန်ယူဂျီအစိုးရအနေနဲ့ကမ္ဘာတဝန်းကအမျိုးသမီးအခွင့်အရေးနဲ့ကြားမတန်းတူရေးတွေအတော့နှစ်စဉ်အသိအမြင်မျှ ဝင်ရေးလှုပ်ရှားမှုတွေကိုလှုံ့ဆော်ပေးခဲ့တာရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေမှာလဲအမျိုးသမီးတွေအတွက်စောင့်မိုးတစ်ခုအနေနဲ့အမျိုးသမီးများကိုယ်တိုင်ဥဆောင်ပါဝင်ပြီးအမျိုးသမီးများ၏အခွင့်အရေးဒန်းတို့ညီညာမှုနဲ့လုံခြုံရေးအရရှိရေးအတွက်စွန့်ဆော့တမန်လှုပ်ဆောင်ရမှာဖြစ်တယ်လို့အဖွဲ့အစည်းတိတိကလည်းပံ့ပိုးလှုပ်ဆောင်ကြရမှာဖြစ်ကြောင်းကိုလည်းတိုက်တွန်းပြောဆိုထားပါတယ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေဖြစ်ပေါ်လာပုံတမန်ကြောင်းကိုကြည့်မယ်ဆိုရင်လည်း1900ခုနှစ်မတရားဖိနှိပ်ခံရမှုခွဲခြားဆက်ဆံမှုတွေကိုတုတ်ပြန်တွန်းလှန်ဖို့စိန်ခေါ်မှုတွေကတစ်ဆင့်စတင်လာခဲ့တာဖြစ်ပြီး1908ခုနှစ်အမေရိကန်နိုင်ငံနယူးယောက်မြို့အထက်ကျ ုပ်ဆက်ယုံကအမျိုးသမီးတွေအနေနဲ့နိုင်ငံရေးနဲ့စီးပွားရေးဒန်းတို့ညီညာမှုဖြစ်တဲ့မဲပေးပိုင်ခွင့်ရရှိရေးအလौချိန်ရှော့ချရေးနဲ့လစာတိုးခွင့်ရရှိရေးအတွက်ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြတဲ့ဂုံယူဖွဲ့နေထူးနေမြဲလည်းဖြစ်ပါတယ်။ နေ့တနေ့ကြထုတ်လွှင့်မှုနောက်ဆုံးသတင်းတပုတ်အနေနဲ့နားဆင်ရမှာကတော့ထီယန်အလီကဖေဖော်ဝါရီလအတွင်းမူရစေဝါတုံးဆွဲရောင်းဝယ်သူ60ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုတဲ့သတင်းကိုနားဆင်ရမှာပါထီယန်အလီထိန်းချုပ်ထားတဲ့နမ်ခမ်းမိုးကုတ်ကုတ်ခိုင်ကြောင်မဲနမ်ဆန်နဲ့မိုင်းယော်မျိုးတွေမှာဖေဖော်ဝါရီလတလအတွင်းကမူရစေဝါတုံးဆွဲသူ85ဦးနဲ့ရောင်းဝယ်သူ9ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ထီယန်အလီကသတင်းထုတ်ပြန်လာပါတယ်ဖမ်းဆီးရမိတဲ့သူတွေကတော့နမ်ခမ်းမြို့နယ်အတွင်းကမူရစေဝါတုံးဆွဲသူ29ဦးနဲ့ ရောင်းဝယ်သူ9ဦး၊မိုးကုံမြို့နယ်အတွင်းကမိုးရဆေးဝါ3ဆွဲသူ2ဦးနဲ့ကုခိုင်မြို့နယ်အတွင်းကမိုးရဆေးဝါ3ဆွဲသူ9ဦးကိုတအောင်းပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့လိုကြောင်မဲမြွနဲ့အတွင်းကမိုးရဲဆေးဝါ၃ဆွဲသူ၁၉ဦးနဲ့ရောင်းဝယ်သူ2ဦးနမ့်ဆန်မြွနဲ့အတွင်းကမိုးရဲဆေးဝါ၃ဆွဲသူ23ဦးမိုင်းရော်မြွနဲ့အတွင်းကမိုးရဲဆေးဝါ၃ဆွဲသူ9ဦးနဲ့ရောင်းဝယ်သူ2ဦးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုဖမ်းဆီးရမိသူတွေကိုတော့တအောင်မြေရဲတပ်ဖွဲ့က6လကြာအကျဉ်းစာရိုက်တာပြုပြင်ရေးစခန်းကိုပို့ဆောင်ပေးတာနဲ့ပြစ်မှုကြီးတဲ့သူတွေကိုထောင်အတွင်းမှာထိန်းသိမ်းထားတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းကြောင်မဲမိုးကုတ်ကုတ်ခိုင်နမ့်ဆန်နဲ့နမ့်ခန်းခရိုင်တို့မှာမိုးရဲဆေးဝါ၃ဆွဲသူ126ဦးနဲ့ရောင်းဝယ်သူ7 ုံးကိုဖမ်းဆီးနိုင်ခဲ့ကြောင်း TNLA ကထုတ်ပြန်ခဲ့ပါတယ်။2024ခုနှစ်တနက်အတွင်းတောင်းပြည်ရဲတပ်ဖွဲ့ကမိုးရဲစေဦးဟာရောင်းဝယ်သုံးဆွသူစုစုပေါင်း1923ကိုဖမ်းဆီးရေးယူနိုင်ခဲ့ကြောင်း TNLA ရဲ့ထုတ်ပြန်ချက်စီးရင်တွေအရသိရပါတယ်ခင်ဗျာ။ ော်တို့ CNA သတင်းဌာနရဲ့တနေ့တာဝေယူထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုအပ်ပါတယ်။နောက်နေ့မှာလည်း CNA ကတင်ဆက်ပေးတဲ့တနေ့တဲ့သတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်မြောက်ကြည့်ရှုနိုင်မှာကြောင်းသတင်းကောက်ထားရပါတယ်ခင်ဗျာ။